ကင်းပြည်နယ်ကော့ကရစ်မြို့ခြေဆိုင်စစ်စင်ရေးကုကဲမှုဌာနချုပ်စကခစနစ်ပါဝင်အနီးဘက်ဝန်ကျင်ကစကန်တွေနဲ့ကြုံတိုးမြို့ကစစ်ကောင်စီအထိုင်တက်စကန်တွေကိုကင်းမျိုးသားလွတ်မြောက်ရေးတပ်မတော် KNL နဲ့တော်လန်ဟေးပူးပေါင်းတပ်တွေကပြီးခဲ့တဲ့ဧပြီလ14ရက်နေ့ကစတင်ပြီးဝိုင်းပက်ပိတ်ဆို့တိုက်ခိုက်နေပါတယ်။မြို့ဝင်ဝါမှာရှိတဲ့စကခစနစ်ကော့ဂရိတ်နဲ့ကြုံတိုးမြို့ကြားကချင်းမြန်တရင်905 946ကော့ဂရိတ်နဲ့မြားပိုင်ကြီးရွာကြားကချင်းမြန်တရင်905 948 င်ခွဲတောင်စခန်းစတဲ့ကွန်ကရစ်မြို့တောင်ထဲမြောက်နေရာတွေကစစ်ကောင်စီတပ်စခန်းရှိတဲ့နေရာတွေမှာလက်ရှိချိန်ထိတိုက်ပွဲတွေဖြစ်ပွားနေတာဖြစ်ပါတယ်။ဘယ်တော့ထွက်တော့ထွက်တော့ထွက်ဘူးလားမတက်ဘူးလားဝဲပါဝဲပါနော်ဝဲပါနော်မနစ်ကတော့ကွန်ကရစ်မြို့ပတ်ချာထဲမှာအကုန်လုံးဖြစ်နေတာကွန်ကရစ်မြို့အဆက်တွေမှာပဲဖြစ်နေတာအခုကတော့ကွန်ကရစ်မြို့နဲ့နည်းနည်းလေး၄မိုင်၅မိုင်၆မိုင်အကွာလောက်မှာဖြစ်နေတာ ျွန်တော်တို့အစွန်ဖျားဆိုရင်တမိုင်ခွဲနှစ်မိုင်လောက်မှဖြစ်တယ်။အရင်ကတော့ကွန်ကရစ်မြေတွေမှာဖြစ်တာဆိုတော့အဲ့လောက်တော့ကွာတယ်။အရှိတောင်တိုင်းစစ်ဌာနချုပ်ရတခလက်အောက်ကန်စကခစနစ်ဟာတော်လိုင်းရေးတပ်ဖွဲ့တွေအတွက်အရေးပါတဲ့စစ်ဌာနချုပ်တစ်ခုဖြစ်ပြီးသူနဲ့သူ့လက်အောက်မှာရှိတဲ့ချီလင်းချင်းမြန်တရင်တွေကိုတော်လိုင်းရေးတပ်ဖွဲ့တွေအနေနဲ့တင်ပိုက်နိုင်မယ်ဆိုရင်စစ်စင်ရေးအားအာသာချက်တွေဖြစ်လာမယ်လို့စေးလီလာသုံးသက်သူတွေကပြောပါတယ်။စကခစနစ်အောက်မှာချီလင်းချင်းမြန်တရင်စည်ရင်းရှိပြီး ဂျုံတို့မျိုး၊ကော့ဂရိတ်မျိုးနဲ့သင်ငန်းညင်အောင်မျိုးတွေမှာတည်ရှိနေကြတာဖြစ်ပါတယ်။ဒီတိုင်ရင်းတွေကိုသိမ့်ပတ်ရရှိမယ်ဆိုရင်မျိုးရီမျိုးကိုပြန်လည်ရရှိဖို့ကြိုးစားနေတဲ့အောင်စရာစစ်ကြောင်းအတွက်အထောက်အပံ့ပြတ်တောက်သွားနိုင်ပြီးအာရှလမ်းမကြီးတခြားစစ်ကောင်စီတပ်တွေကိုဖျက်တောက်ထားနိုင်မယ့်အခြေအနေလို့မြေပြင်အခြေအနေသိရှိသူတွေကပြောပါတယ်။အဲအောင်စရာချစ်ကြောင်းကအထောက်ကူပြုနေတာအဲ့ဒီနေကတိုက်ရင်းနေပဲအဲ့လိုပါအောင်စရာစစ်ကြောင်းကိုလည်းကျွန်တော်တို့ကပိတ်ထားတယ်နောက်မှအဲ့ဒီတိုက်ရင်းတွေကိုလည်း ျွန်တော်တို့ကတိုက်နေရလေမြို့ကိုကျွန်တော်တို့ကမထိပ်ပါဘူးအဲ့လိုလုပ်နေတယ်ကျွန်တော်တို့အင်အားနည်းနည်းဟိုကအတင်းတင်းနေပါလေကျွန်တော်တို့အကုန်လုံးဟိုကလှုပ်ထားတာဒီစကားနေကြာသွားပြီဆိုသူတို့တက်တော့ဟိုတော်တော်ကိုရုပ်လွန်သွားမယ်လို့တော့တွက်တယ်လေအဲ့ဒါဒီဘာလဲဆိုတော့ဒီအောင်စရစိတ်ကြောင့်ကိုလည်းအများကြီးသူတို့ဟိုထုတ်ဖောက်ဖို့တွက်ကအောင်စရစိတ်ကြောင့်လှုပ်ရှားမှုတွက်ကလည်းအများကြီးကိုလုံးဝမပြုတ်တော့မှတော်တော်လေးနှီးကွေးသွားမယ် ်ကျွန်တော်တက်အနေရမရှိတော့ဘူးဗျာဘယ်လိုလဲတော့ဟိုမှာနေပြီးရောင်းတော့တော်လည်းအပူပေါင်းတက်တွေကပြီးခဲ့တဲ့2023နှစ်ကုန်ပိုင်းကကော့ကရစ်မြို့ကိုရရှိဖို့စ조사ခဲ့ပေမဲ့လက်နက်ခဲယမ်းမလုံလောက်မှုနဲ့စစ်စင်ရေးအခြေအနေပြောင်းလဲမှုတွေကြောင့်ထိုးစစ်အဆုံးမသတ်နိုင်ခဲ့တာဖြစ်တယ်လို့ KLN သတင်းရင်းမြစ်တွေကပြောပါတယ်။2023နှစ်ကုန်ပိုင်းကနေ2024ဧပြီလတတိယအပတ်ထိဖြစ်ခဲ့တဲ့ကော့ကရစ်တိုက်ပွဲမှာစစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုတွေခံခဲ့ရပြီးတော့ မျိုးရင်းပျက်စီးမှုများခဲ့ရသလိုလူသေးဆုံးထိခိုက်မှုတွေလည်းရှိခဲ့တယ်လို့ဒေသခံတွေကပြောပါတယ်။2025ဟီဘရီလမှာပြုလုပ်ခဲ့တဲ့စစ်ဆင်ရေးမှာတော့တော်လိုင်းအိတ်တပ်ဖွဲ့တွေကမျိုးနယ်အလန်းဝေးတဲ့နေရာမှာလှုပ်ဆောင်ကြပြီးမြဲစစ်ကောင်စီတပ်ကပြည်သူတွေကိုမျိုးရင်းကထွက်ခွာခွင့်ပိတ်ပင်ထားတာကြောင့်မျိုးရင်းမှာပိတ်မိနေကြပါတယ်။ဒါဟာမျိုးခံပြည်သူတွေကိုလူသားတိုင်းအဖြစ်စစ်တပ်ကအသုံးပြုနေတာလို့ပြောဆိုမှုတွေရှိနေပါတယ်။မျိုးဝင်ထွက်အလုံးကိုစစ်ကောင်စီတပ်ကပိတ်ဆို့ထားတဲ့အတွက်ကုန်စီစည်းစိမ်မှုရပ်တန့်သွားတာကြောင့် အခြေခံစားတောက်ကုန်တွေနဲ့လောင်စာဆီဈေးနှုန်းကြီးမြင့်မှုတွေရင်ဆိုင်နေရသလိုဘေးဘက်ဝန်းကျင်မြို့တွေကိုပြေးနွားဖို့လည်းအခက်အခဲတွေကြုံတွေ့နေရပါတယ်။ဘေးဘေးကြောင်းလေး အဲစိတ်ဆောင်လည်းတော်တော်များများလည်းဖအံမြုပ်ထဲဝင်ဖို့ကလည်းတိတ်အဆင်မပြေနေပါဘူးလို့ဆိုတိတ်တွေကလည်းဟိုဆိုချထားတော့လေစကားစားဖေးကတိတ်တွေလည်းချထားတော့သူတို့တွေနဲ့ဝင်ရဖို့မြုပ်ထဲဝင်ဖို့ကလည်းအဆင်မပြေတဲ့အတွက်ကြောင့်မလို့တချို့ဆိုရင်ဥမာခန်းကြီးတို့အဲ့ဒီဂျုံတိုးဖက်တစ်လျှောက်ဟိုဆိုပြေးလွားတယ်ရှင်အဲ့ဒီအလင်းပါဘောနော်အဲ့ဒီပါလေ Asia Highway ကဟိုဆိုတိုက်ပွဲတစ်လျှောက်လုံးတော့တောင်းတောင်းတစ်လျှောက်လုံးပေါ့နော်တိုက်ပွဲတစ်ချက်အတွက်ဆောင်စစ်ဆောင်တွေကတော့အခုထိပြေးလွားနေရဆဲပေါ့ လက်ရှိဖြစ်ပွားနေတဲ့တိုက်ပွဲကြောင့်ကော့ပိုရိတ်မြို့အတွင်းကပြည်သူ9000လောက်စစ်ဘေးရှောင်နေရပြီးအစားအသောက်နဲ့ဆေးဝါးပစ္စည်းတွေလိုအပ်နေကြတယ်လို့ပြည်ရင်ငင်းကြီးအထောက်အကူပြုခွင့်ရကပြောပါတယ်